ဆိုတော့ယနေ့ဒီသတင်းကြွလာပြီတန်ဃာတော်ရှင်သူမြတ်တည်းရဲ့မဟာပဝရဏာနေ့ဆိုတော့တန်ဃာတော်ရှင်သူမြတ်တည်းရဲ့မဟာပဝရဏာနေ့ဆိုတော့တန်ခပဝရဏာတဘာနဲ့တဘာပွန့်ပွန့်လင်းလင်းတယောက်ပေါ်မှာတယောက်ပြင်မှကျူးလွန်ခဲ့တဲ့အဖြစ်တွေရှိရင်တယောက်နဲ့တဘာနဲ့တဘာကြည်အေးဖို့ခွင့်လွတ်ဖို့ ။ဩတယောက်ရဲ့အဖြစ်ကိုတယောက်ကနေပြီးတော့ပြောဆိုဆုံးမဖို့ဖိတ်ခေါ်တဲ့အင်မတန်တန်ခမယ်ပယ်မှာအင်မတန်အဓိပ္ပာယ်ရှိသောတန်ဖိုးရှိသောနေပါလေ။ဒါနေ့လည်းနေခြင်းကြရင်တန်ခါတော်ရှင်သူမြတ်ဒီတိန်တော်အတွင်းတက်ပြီးတော့ဘဝရဏပြုမယ်။ဘဝရဏပြုတယ်ပြုတယ်ဆိုတာတပါးနဲ့တပါးအပြစ်တွေရှိတာကိုဖိတ်မှန်ဘုရားတပည့်တော်မှာဒီလိုအပြင်းမျိုးရှိရင်ရှင်ဘုရားတပည့်တော်ကိုပြောပါဗျာ အရှင်ဘုရားမှာဒီလိုအပြင်းမျိုးတွေရှိရေဘုရားတပည့်တော်ပြောပါမယ်ဘုရားဆိုပြီးတော့တဘာနဲ့တဘာပွင့်ပွင့်လင်းလင်းမြင်နှင်းဆန်ဖိမ့်မှန်တာဒါကိုတန်ခပဝရဏလို့ဒီလိုခေါ်တာဆရာမြတ်စွာဘုရားရဲ့ဝိနည်းဓမ္မကံအရမြတ်စွာဘုရားကပဝရဏပြည့်ညတ်တယ်ဆိုတာတန်ခါတော်ရှင်သူမြတ်ဒီတူးနဲ့တူးစီလုံးဖို့တပွင့်နဲ့ကွယ်စီလုံးဖို့ညီညွတ်ဖို့တူးရဲ့အဖြစ်ကိုတူးကပြောကြားခြင်းဖြင့်တဘာနဲ့တဘာတန်ခါအရှင်ရှင် ညင်ညွတ်ပြီးတော့မြတ်စွာဘုရားသာသနာတော်ကိုစွန့်စွန့်တမန်ထမ်းဆောင်နိုင်လို့ဒီလိုအလေးအကျင့်မျိုးတန်ဃာတော်ရှင်သူမြတ်ကြီးရဲ့တန်ဃာနေပယ်မှာသာသနာနေပယ်မှာမြတ်စွာဘုရားချမ်းမြတ်တော်မူခြင်းဖြစ်ပါတယ်။ဆိုတော့ပဝရဏလို့ပြောတဲ့တန်ဃာပဝရဏဒီတန်ဃာရဲ့နေပယ်မှာအချင်းချင်းတယောက်ရဲ့အဖြစ်ကိုတယောက်ကဖွင့်ပြောပြီးတော့ဖိတ်မှန်ပြောဆိုခြင်းဒီကောင်းသောအလေးကြီး ဒါတန်ခဘဝရဏပေါ့ဆိုတော့တန်ဃာရီရဲ့နေဘယ်မှာတန်ခဘဝရဏရှိတယ်လို့လူတွေရဲ့နေဘယ်မှာလဲလူဘဝရဏဖြစ်ဖို့လေအရေးကြီးတာတန်ဃာရီရဲ့အလင်းမှာတန်ဃာရီကြားထဲမှာသတင်းကြွလာပြည့်နေဆိုရင်ဘဝရဏတွေပြုကြတယ်ဒါအချင်းချင်းပွန့်ပွန့်လင်းလင်းပြောဆိုတယ်တွေ့ဆုံတယ်ဖိတ်မှန်တယ်တပားရဲ့အဖြစ်ကိုတပားရဲ့ပြပြီးတော့တပားကပြပြီးတော့ဆုံးပါတယ်ဒီလိုတန်ဃာဘဝရဏလူဓလေထုံးစံမျိုး လူလောကလူကောင်မှလည်းလူဘဝရဏဒါလည်းဖြစ်တင်တာလေဒီလိုဘဝရဏမျိုးလေးထွန်းကားကြရမယ်ဒါမှလူကောင်ကြီးအေးချမ်းပဲငိမ့်ချမ်းပဲဘာဖြစ်လို့လဲတယောက်ရဲ့အပြစ်ကိုတယောက်ကတိမယ်တိပြီးရင်တယောက်ရဲ့အပြစ်ကိုတယောက်ကကိုယ့်အပြစ်ကိုဖိတ်ကြားပြီးတော့မှားနေရင်ပြင်ပေးပါရွက်နေရင်လမ်းမှန်ပေးပါ မားတဲ့ကာယကံမှုတွေမားတဲ့ဝစီကံမှုတွေမားတဲ့မနောကံမှုတွေဖြစ်ထွန်းလာရင်အတိပေးပါပြင်ဆင်ပေးပါဖိတ်မှန်တယ်ဒါလူလောကမှာအင်မတန်လိုအပ်တာမိသားစုအတွင်းမှာလူအဖွဲ့အစည်းမှာအသင်းအဖွဲ့တွေမှာတဦးရဲ့အဖြစ်ကိုတဦးကမြင်ပြီးတော့အဖြစ်မတင်ပဲနဲ့ဝင်ရောက်ပြီးတော့ပြုပြင်ပေးတယ်လမ်းညွှန်ပေးတယ်ဆိုတာဒါကောင်းမွန်တဲ့ထုံးစံပဲ။ ဒါကောင်းမွန်တဲ့အမှုကျင်ပဲဆိုတော့တန်ဃာတန်ဃာရီရဲ့တန်ဃာအလယ်မှာတန်ဃာရီရဲ့ပရိသတ်အလယ်မှာတန်ဃာသာသနာနယ်ပယ်မှာဒီလိုအမှုကျင်မျိုးကထွန်ကားပြီးသားမြတ်စွာဘုရားရှင်ကိုယ်တော်မှကဝိနည်းဓမ္မကံအနေနဲ့ပြည့်ညတ်ထားခဲ့ပြီးသားအဲ့ဒီလိုပြည့်ညတ်ထားခဲ့တဲ့အဲ့ဒီလိုအကျင့်ကောင်းကိုလူလောကမှာဝင်ပြီးတော့ကျင့်သုံးမယ်ဆိုရင်လူပဝရဏအနေနဲ့ကျင့်သုံးမယ်ဆိုရင် လူလောကကြီးလေးအီအီချမ်း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 သာသာငြင်းငြင်းတက်တက်တူးနဲ့တူးမေတ္တာတွေပွားလို့ဘာဖြစ်လို့လဲတယောက်ဖြစ်ကိုတယောက်ကအပြစ်မမြင်ဘူးဩမာရာရှိရင်ပြင်ပေးလိမ့်မယ်လမ်းကြောင်းမာနေရှိရင်တည့်ပေးမယ်တယောက်နဲ့တယောက်ဖေးဖေးမမနဲ့ဝိုင်းဝန်းကူညီပြီးတော့အပြစ်ပြပြီးတော့ဆုံးမရင်ဒါမိသားစုကြားမှာပဲဖြစ်စီအဖွဲ့အစည်းကြားမှာပဲဖြစ်စီ မေတ္တာတရားတွေထွန်ကားလာမယ်။တယောက်ရဲ့အပြစ်ကိုတယောက်ကနေပြီးတော့လိုက်လံမထောက်ဘဲနဲ့မေတ္တာနဲ့ပြုပြင်ပေးရင်အမှားတွေလဲပြီးအမှန်တွေများလာရင် လူလောကဝန်းကျင် လူအဖွဲ့စည်းဟာညင်ညင်ညွတ်ညွတ်နဲ့ချမ်းချမ်းသာသာမေတ္တာတရားထွန်ကားတဲ့လူဖွဲ့စည်းဖြစ်နိုင်လိမ့်မယ်။ဆိုတော့ဦးဇင်းတို့ပြောချင်တာကသံဃာတွေဟာတန်ခါဘဝရဏပြုပြီးတော့တူဦးရဲ့တူတဘာမှာရှိတဲ့အပြစ်ကိုတဘာက နေပြီးတော့ မြင်လာပဲဖြစ်ဖြစ်ကြားတာပဲဖြစ်ဖြစ်မြင်မှုကြားမှုရှိတဲ့အဲ့ဒီအဖြစ်တွေကိုပြောကြားပါဆိုပြီးတော့ပဝါရဏပြုကြသလိုလူလောကမှာရှိကြတဲ့လူကုန်လူလောကမှာနေကြတဲ့အလုံးတော်သူတော်ကောင်းတို့ရဲ့ဝန်းကျင်မှာလည်းပဲတူးရဲ့ဖြစ်ကိုတူးကနေပြီးတော့တူးလွဲမှနေတာကိုတူးကနေပြီးတော့ထိန်ချောင်းပေးပြီးတော့ပဝါရဏများလူပဝါရဏများလူလောကမှာကျင့်သုံးလိုက်မယ်ဆိုရင် အင်မတန်အေးချမ်းတဲ့ရုပ်ပုံဖွယ်ကြီးဖြစ်နေပါလိမ့်မယ်။ဒါကြောင့်ဦးဇင်းတို့ကတိုက်တွန်းနေတာကတန်ခဘဝရဏဆိုတာရှိတယ်လို့လူတွေရဲ့ကြားထဲမှာလည်းပဲလူဘဝရဏမျိုး ဖြစ်ထွန်းအောင်ကြိုးစားပြီးတော့တိုးနေတူမေတ္တာတရားနဲ့ဆက်ဆံနိုင်ကြပါစီဆက်ဆံနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစီလို့ဦးဇင်းတို့ကဆန္ဒပြပါလေ။ဒါဟာ ဒီနေ့ဟာတန်ဃာတော်ရှင်သူမြတ်ကြီးရဲ့သာသနာတော်မှာအဓိကရာဖြစ်တဲ့ပဝါရဏာနေ့ပါအင်မတန်အဓိပ္ပာယ်ရှိအဲ့ဒီအဓိပ္ပာယ်ရှိတာသာသနာနယ်ပယ်မှာတွင်မဟုတ်ဘဲနဲ့လောကနယ်ပယ်မှာပါအဲ့ဒီလိုအခြေအနေမျိုးလေးဖြစ်ထွန်းသွားရင်အင်မတန်ငြိမ်းချမ်းပါလိမ့်မယ်အီးချမ်းပါလိမ့်မယ်လို့ဦးဇင်းတို့ကဒီလိုပဲသူချယူဆပါဒါကြောင့်တရင်ကျုပ်အခါကာလတမယမှာတကြီးမိဘတွေကိုငဲငဲကုံငဲကုံတော့ပုဂ္ဂိုလ်တွေကနေပြီးတော့ လက်အုပ်ရှိမှုကြောတယ်မိမိတို့မှာရှိတဲ့အဖြစ်တွေကာယကံမှုနဲ့ဖြစ်စေဝစီကံမှုနဲ့ဖြစ်စေမနောကံမှုနဲ့ဖြစ်စေပြင်မကျူးလွန်ခဲ့တဲ့အဖြစ်တွေရှိရင်ခြေပြောက်ပါစေဆိုပြီးတော့သခင်ကျို့အခါကာလဓမ္မရရောက်လာပြီဆိုရင်လူကြီးသူမတွေကိုငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေဒါတွေသမီးတွေကလိုက်လံကြတော့ကြအဖြစ်တွေခြေပြောက်ပါစေဆိုပြီးတော့ကြတော့ကြဩမိဘများဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေလူကြီးသူမတွေကလည်းပဲစုတွေပေးကြ ဆိုတော့အပြန်အလှန်အညမညတယောက်ဖြစ်ကိုတယောက်ပြောပြပြီးတော့ဆုံးမတယ်ဒါဟာလည်းပဲပဝါရဏလို့ဒီလိုပြောခြင်းလည်းပြောလို့ရမှာပေါ့ဒါမြမဒုံဒန်ဆင်လာဘုရားဘာသာဝင်သူတော်ရှင်တို့ရဲ့ထုံဒန်ဆင်လာတိုင်းလူကြီးသူမတွေကိုကြော့တယ်ကြော့တယ်ဒါလည်းပဝါရဏတမျိုးလို့ပြောရမှာပေါ့ကြီးတဲ့ပို့ပြီးတော့တိကြတဲ့အိဗယ်ရှိတဲ့ပဝါရဏကတော့မိမိတို့ရဲ့အချင်းချင်းတူးနဲ့တူးအပေါ်မှာမေတ္တာထားပြီးတော့တယောက်ဖြစ်ကိုတယောက်က လိုက်လံမမြင်ဘဲနဲ့မေတ္တာနဲ့ပြုပြင်ဆင်ခြင်ဆုံးမတွင်တွင်ဩဝါဒပေးလမ်းကြောင်းမှပေးရင်အရာလူဘဝရဏအစဉ်မှဖြည်းပြီးတော့လောကကြီးမေတ္တာတရားတွေနဲ့ငင်းကြပါလိမ့်မယ်။ဒါကြောင့်ဘဝရဏနေ့မှာသံဃာတို့ရဲ့တန်ခဘဝရဏနေ့မှာအလုံးစုံသူတော်ကောင်းတို့ရဲ့ဘွန်ကျင်မှာလူဘဝရဏတွေဖြစ်ဖို့ဦးဇင်းဥစ္စာနာပြုပြီးတော့ဒီစကားပြောရခြင်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ယနေ့ဘဝရဏနေ့မှာအလုံးတော်သူတော်ကောင်းတွေလူကြတန်းကြတွေကုသိုလ်တွေယူကြတွေတိလာတွေစောက်တည်ကြဟောဒီခန္ဓာကိုယ်ကြီးကိုအရင်တည်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုကြတယ်ဆိုတော့မိမိတို့ပိုင်ဆိုင်ထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုစာကတော့ဘာရလို့ဒီလိုခေါ်တယ်ဝန်တော့ဝန်ကိုယ်ကြီးပဲခန္ဓာဆိုတဲ့ဝန်တော့ဝန်ကိုယ်ကြီးကိုမိမိတို့ကအကြောင်းပြုပြီးတော့ခန္ဓာဆိုတဲ့ဝန်တော့ဝန်ကိုယ်ကြီးကနေပြီးတော့ကုသိုလ်ကောင်းမှုတွေအလုံးစုံသူတော်ကောင်းတွေပြုနေကြတယ် ဆိုတော့ပင်ဆက်ခန္ဓာဘာရောခန္ဓာကိုယ်ကြီးဟာဝန်တို့ဝန်ဘိုးကြီးပဲဒီခန္ဓာကိုယ်ကြီးကိုသဲနေကြရတယ်ခန္ဓာကိုယ်ကြီးကိုသဲပြီးတော့မနိုင် မနိုင်ရင်ဓာတွေသဲပြီးတော့တန္တရာတစ်ချောင်းလုံးခန္ဓာကြီးဟူသောဝန်တို့ဝန်ဘိုးကိုအလုံးစုံသူတော်ကောင်းတွေသဲနေကြရတယ်လူဘဝရောက်တော့လူခန္ဓာပေါ့နတ်ဘဝရောက်တော့နတ်ခန္ဓာပေါ့ဟိုးအပယ်လေးပုံရောက်တော့အပယ်လေးပုံနဲ့သူနဲ့သက်ဆိုင်တဲ့ခန္ဓာပေါ့ 30ရေဘုံဘယ်ဘုံရောက်ရောက်ဘယ်ဘဝရောက်ရောက်ခန္ဓာတွေထမ်းနေရရင်အဲ့ဒါဝန်တို့ဝန်ဘိုးကြီးတွေထမ်းနေရတာပဲဆိုတော့သူတော်ကောင်းတွေကခန္ဓာကိုဝန်တို့ဝန်ဘိုးလို့မြင်တယ်ဘာဖြစ်လို့လဲအင်မတန်လေးတာကိုခန္ဓာစည်းဥသောဝန်တို့ဝန်ဘိုးကိုထမ်းနေရတဲ့အတွင်းအင်မတန်လေးပင်ပန်းနေလေးလေးလေးခန္ဓာစည်းဥသောဝန်တို့ဝန်ဘိုးကိုဘလို့ထမ်းနေရတာတော့မဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုအစာအာဟာရတွေကျွေးရအဝတ်ဒဏ်စာတွေဆင်ပေးကြရ အစာရေစာရေကျွေးမေးဝတ်တန်စာရေဆင်ပေးရေတွေချိုးမေးခန္ဓာကိုယ်ကတောင်းတလာပြီဆိုရင်အဲ့ဒီဟာတွေကို အမြဲတစေဖြည့်ဖြည့်စည်းပေးနေကြရတကြိမ်လည်းမဟုတ်ဘူးအကြိမ်ကြိမ်ပဲတရက်လည်းမဟုတ်ဘူးအခါခါအလီလီပဲအိုးတဘဝလည်းမဟုတ်ဘူးဘဝတိုင်းဘဝတိုင်းပဲခန္ဓာကိုယ်ကြီးရဲ့တောင်းတသမျှကိုလိုက်ပြီးတော့ဖြည့်စည်းပေးနေကြရတာဖြစ်တဲ့အတွက်အိုးအဲ့ဒီခန္ဓာကိုယ်ကြီးကိုထမ်းထားကြရတာဟာ အင်မတန်ပင်ပန်းနေရှားရပူရတယ်ကျွေးရမွေးရတယ်လောဘတွေနဲ့ရှားတယ်ဒေါသတွေနဲ့ရှားတယ်လောဘနဲ့ရှားလိုက်ဒေါသနဲ့ရှားလိုက်ကိလေသာနဲ့ရှားလိုက်ဩခန္ဓာကိုယ်ကြီးကိုကျွေးဖို့မွေးဖို့အတွက်ဒါကြောင့်ခန္ဓာကိုယ်ကြီးဟာမိမိတို့အတွက်ဝန်တို့ဝန်ဖို့ပဲလို့သူတော်ကောင်းတွေကဒီလိုမြင်တယ်ဒါသူတော်ကောင်းတွေရဲ့အမြင်ပေါ့ခန္ဓာကိုယ်တချို့တချို့ပုံကိုယ်တွေကတော့ခန္ဓာကိုယ်ကိုဝန်တို့ဝန်ဖို့လို့မမြင်ဘူးခန္ဓာကိုယ်ကိုအကြောင်းပြုပြီးတော့မာနတွေဖြစ်တဲ့ပုံကိုယ်တွေကဖြစ်တယ် ခန္ဓာကိုယ်ကိုအကြောင်းပြုပြီးတော့ဒေါသတွေဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်တယ်အိဒါမစ္စရိယတွေဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်တယ်။အိုးခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ကိလေသာတွေဖြစ်ခန္ဓာကိုယ်ကိုဝန်ထုတ်ဝန်ကိုလို့မမြင်ဘူး။ဆိုတော့အဲ့ဒီလိုပုဂ္ဂိုလ်တွေသူတော်ကောင်းနေကြတော့ခန္ဓာကိုယ်ကြီးဟာစာဝတ်နေဆိုတဲ့ဒီတရားတွေနဲ့ဖြည့်ဆွမ်းနေရတဲ့အတွက်ဘာရဝန်ထုတ်ဝန်ကိုကြီးပဲ။ဆိုတော့ပုဂ္ဂိုလ်တွေခန္ဓာ၅ဝါဟာဝန်ထုတ်ဝန်ကိုစီဆိုရင်အဲ့ဒီခန္ဓာ၅ဝါကိုချမ်းနေရတဲ့အလုံးတော် ဦးစင်းတို့အားလုံးသောသူတော်ကောင်းတွေဟာအဲ့ဒီဝန်တို့ဝန်ဘိုးကိုထမ်းနေရတဲ့ပုံကိုယ်တွေပဲခန္ဓာဆိုတဲ့ဝန်တို့ဝန်ဘိုးကြီးကိုအားလုံးသောပုံကိုယ်တွေထမ်းနေကြရတယ်အင်မတန်ဆင်းရဲတယ်ဒါကြောင့်သူတော်ကောင်းတွေကခန္ဓာဆိုတဲ့ဝန်တို့ဝန်ဘိုးကြီးထမ်းနေရတာပင်ပန်းနေတဲ့ဘာဖြစ်လဲဝန်တို့ကြီးကိုပြစ်ချတယ်ဒီကနေပြီးတော့ခကြီးတစ်ခုသွားရင်မိမိမှာပါတဲ့ဝန်စီစလဲတွေကိုပါပြစ်လို့ထမ်းသွားကြရတယ်တဲသွားကြရတယ် အ ਨੇ ဆုံးတော့လွယ်ကလေးတစ်လုံးတော့လွယ်သွားကြရဆိုတော့လွယ်သွားရင် လွယ်သွားရင်လည်းခီးတာရှည်လာရင်အဲ့ဒီလွယ်လေးတစ်လုံးတော့မှကြာရှည်လာရင်ဘာဖြစ်လဲလေးလာတယ်လေးလာတယ်အဲ့ဒီဝန်တုတ်ကိုခီးကြာရှည်လာတော့ဘာဖြစ်လဲမလေးရင်ဘူးဆိုရင်ဝန်တုတ်ကိုဘာလုပ်ရမလဲလွယ်ကိုပြစ်ချပလားပြစ်ချလိုက်ရင်အဲ့ဒီဝန်တုတ်ကကိုယ့်ကို မပြီးတော့ဘူးမပြီးတော့ဘူးဆိုရင် ကိုလိုလားတဲ့နေရာကိုမြန်မြန်ဆန်ဆန်တွတ်တွတ်လဲလဲချောချောမွေ့မွေ့ရောက်တယ်ဒီလိုပဲ ခန္ဓာကိုယ်ကြီးကိုမိမိတို့ရဲ့ဝန်တို့ဝန်ဖို့လို့မြင်းလာတဲ့သူတော်ကောင်းတရားအဲ့ဒီခန္ဓာကိုယ်ကြီးမလွန်ခြင်းမလိုခြင်းတော့ဘာဖြစ်လို့လဲပင်ပန်းနာကိုခန္ဓာကိုယ်ကြီးမလိုခြင်းတဲ့အခါကျတော့အဲ့ဒီခန္ဓာကိုယ်ကြီးထမ်းနေရတာကိုပင်ပန်းတဲ့အတွက်မထမ်းခြင်းတော့လို့ဘာဖြစ်လဲပြစ်ချလိုက်တယ်မထမ်းတော့ဒီခန္ဓာကိုယ်ကြီးထမ်းနေရတာနဲ့ရှေ့မရောက်တော့ဘူးလေးနေတာတန်ត្រာကြီးသွားနေကြတဲ့ပုဂ္ဂိုလ်ခန္ဓာကိုယ်ကြီးထမ်းနေရတာနဲ့မိမိတို့လိုခြင်းနဲ့ပန်းနိုင်လို့ခေါ်တဲ့နိဗ္ဗာန်ကိုမရောက်နိုင်ဘူး ခྱི་တာရှိတယ်တန္တရာရှိသွားဘာဖြစ်လဲဝန်တုံကြီးထမ်းနေတော့ခྱི་မတွင်ဘူးပေါ့ဒါကြောင့်သူတော်ကောင်းတွေကမိမိလိုချင်တဲ့ခྱི་ကိုမြန်မြန်ဆန်းဆန်းရောက်ရှင်တဲ့အတွက်ဝန်တုံကြီးကိုပြစ်ချပလိုက်တယ်ခန္ဓာတိဟူသောဝန်တုံကြီးဒါကြောင့်အလုံးသောသူတော်ကောင်းတွေဟောဒီခန္ဓာကိုယ်ကြီးကိုအလုံးသောသူတော်ကောင်းတွေထမ်းနေကြရတယ်ထမ်းနေကြတဲ့အဲ့ဒီခန္ဓာကိုယ်ကြီးဟာငါတို့အတွက်ပင်ပန်းတယ်လို့ပထမဦးဆုံးသိသိရမယ် ထားရပင်ပန်းလိုက်တာအစာရေစာတွေတူးမွေးရတာပင်ပန်းလိုက်တာရှာရဖွေရတာပင်ပန်းလိုက်တာခန္ဓာကိုယ်ရဲ့အလိုကိုလိုက်ရတာပင်ပန်းလိုက်တာဩခန္ဓာကိုယ်ကြီးဟာငါအတွက်ဝန်တို့ဝန်ဘူးကြီးစင်းရပါလားလို့နံပါတ်1ခန္ဓာကိုယ်အပေါ်မှာဒီလိုမြင်ရမြင်လာပြီဆိုရင်အဲ့ဒီခန္ဓာကိုယ်ကြီးကို နောက်တဆင့်တက်မလိုချင်တော့အဲ့ဒီလိုမြင်လာပြီရဲ့တဆင့်တက်ရင်မလိုချင်ဘူးမလိုချင်ဘူးဆိုရင်ရအောင်မလုပ်တော့ဘူးတော့လိုချင်စိတ်ရှိနေရင်တော့ခန္ဓာကိုယ်ကိုရအောင်လုပ်ဦးမှာပဲ လူချင်းလာပြီဆိုရင်တတ္တဝါတွေကရအောင်လုပ်တတ်တဲ့ထုံးစံရှိကြတာကိုလောဘနဲ့ရှားကြဆိုတော့ပထမဦးဆုံးနံပါတ်1အဲ့ဒီခန္ဓာကိုယ်အပေါ်မှာဆင်းရဲလို့ပထမဦးဆုံးနံပါတ်1မြင်ပါနံပါတ်1ဆင်းရဲလို့မြင်လာပြီဆိုရင်အဲ့ဒီဆင်းရဲကြီးဆင်းရဲဆိုရင်ဘယ်သူမှမလိုချင်တော့ဆိုတော့ခန္ဓာကိုယ်ကိုဆင်းရဲလို့မြင်လိုက်တာနဲ့တကယ်နဲ့ခန္ဓာကိုယ်ကိုမလိုချင်တော့ဘူးမလိုချင်ဘူးဆိုရင်လွတ်မြောက်အောင်အားထုတ်တယ်ခန္ဓာကိုယ်ကြီးရနေတဲ့ဆင်းရဲကနေပြီးတော့လွတ်မြောက်အောင်အားထုတ်တယ် အားထုတ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီခန္ဓာကိုယ်ကြီးဝန်ကိုပြစ်ချရရောက်တာပဲအဲ့ဒီအတွက်ခန္ဓာကိုယ်ကြီးတည်တော့ဝန်ကိုရအောင်အားထုတ်မရအောင်အားထုတ်ပြီးတော့ခန္ဓာကိုယ်မရဘူးဆိုရင်အဲ့ဒါခန္ဓာကိုယ်ဝန်တို့ဝန်ဘိုးကြီးကိုပြစ်ချလိုက်တယ်ပြစ်ချလိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝတန္တရာခီးဒီပော့ပော့ပါပါဖြစ်သွားပြီပော့ပော့ပါပါဖြစ်ပြီးဆိုရင် နောက်ဆုံးနိဗ္ဗာန်ကိုတွတ်တွတ်လဲလဲနည်းနည်းဆန်းဆန်းလေးရောက်နိုင်ပါလိမ့်မယ်ဒါကြောင့်ယနေ့ဘဝရဏနေ့မှာအားလုံးသောသူတော်ကောင်းတွေ မိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကိုနံပါတ်1ဘာရဝန်တို့ဝန်ဘိုးကြီးလို့အဲ့ဒီလိုမြင်မှာနံပါတ်1ဝန်တို့ဝန်ဘိုးကြီးလို့မြင်ပြီဆိုရင်အဲ့ဒီခန္ဓာကြီးကိုတန်ត្រာမှာ ပြန်လဲမရအောင်ကြိုးစားရမယ်ပြန်လဲမရအောင်ကြိုးစားရမယ်ခန္ဓာပြန်ရရင်ဒီဒုက္ခတွေပြန်တွေ့နေဦးမှာဒါကြောင့်ခန္ဓာမရအောင်ကြိုးစားဖို့ဆိုရင်ခန္ဓာမရတဲ့အကျင့်တွေကျင့်သုံးရမှာ ခန္ဓာမရတဲ့အကျင့်တွေကျင့်သုံးဖို့ဆိုရင်မိမိရဲ့ခန္ဓာပေါ်မှာပဲပြန်ပြီးတော့စိုက်ပြီးတော့ကြည်ရတယ်။ဒီခန္ဓာကြီးမလိုချင်တဲ့ပုဂ္ဂိုလ်ကဒီခန္ဓာကိုပဲပြန်ကြည်ရတယ်ဒီလိုမှတ်ပါ။ခန္ဓာမလိုချင်တဲ့ပုဂ္ဂိုလ်ဒီခန္ဓာကိုပဲပြန်ကြည့်။ဘာဖြစ်လို့လဲခန္ဓာကမိမိကိုတရားတွေပေးနေတယ်။တရားတွေပြ။ဒီခန္ဓာကိုမှပဲတရားတွေရှိနေတယ်။ဒါကြောင့်ခန္ဓာကိုပြန်ကြည့်။ခန္ဓာရဲ့မမြဲတဲ့သဘောတွေရှိတယ်။ဆင်းရဲတဲ့သဘောတွေရှိတယ်။အဆူမရတဲ့သဘောတွေရှိတယ်။ ဖြစ်မှုပြက်မှုတွေရှိတယ်။အဲ့ဒီအပေါ်မှာမိမိတို့ကတရားနှလုံးသွင်းပြီးတော့ဩဖြစ်လာရင်ပြက်တတ်တဲ့သဘောရှိပါလား။မမြဲတဲ့သဘောရှိပါလား။ဆင်းရဲတဲ့သဘောပါလားဟဲ့လို့မိမိရဲ့ခန္ဓာကိုယ်ရဲ့ဖြစ်မှုပြက်မှုကိုမူတည်ပြီးတော့ပြန်ဆင်ခြင်းလေဆိုရင်ဒါဝိပဿနာပညာပဲ။ဒါဝိပဿနာပညာသည်အဲ့ဒီခန္ဓာကို ပြန်ပြီးတော့စူးစိုက်ဆင်ခြင်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီခန္ဓာမရအောင်လုပ်တာပဲလို့ဒီလိုမှတ်ပါ ဒါကြောင့်မိမိရဲ့ခန္ဓာကိုယ်ပေါ်မှာပြန်ပြီးတော့စူးစိုက်ဆင်ခြင်နဲ့ဝိပဿနာပညာနဲ့ကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့တဆင့်တဲ့သီလတမာတိပညာတဆင့်တဲ့တဆင့်ခြင်းနောက်ဆုံးခန္ဓာမရရန်ဖြစ်တဲ့နိဗ္ဗာန်ကိုဒီခန္ဓာကိုယ်ကြီးနဲ့မျက်မှောက်ပြုနိုင်လိမ့်မယ်။ဒါကြောင့်ယနေ့ဒီထူးနေတဲ့အခါကာလသမယမှာအလုံးစုံတို့ကောင်းနေဘူး။နံပါတ်၄လူလောကလူဝိကျင်မှာတယောက်နဲ့တယောက်မေတ္တာထားပြီးတော့လူဘဝရဏာတွေဖြစ်ထွန်းဖို့ မေတ္တာထားပြီးတော့တယောက်ပြစ်တယောက်ကိုရှုပြီးတော့အပြစ်တွေမမြင်ဘဲနဲ့မကဲ့ရဲ့ဘဲနဲ့မဝေဖန်ဘဲနဲ့သူမှားနေတယ်ဆိုရင်ကိုကပြင်ကိုမှားနေတယ်ဆိုရင်သူကပြင်ပြီးတော့တယောက်နဲ့တယောက်မေတ္တာထားပြီးတော့လူပဝရဏာကြီးဖြစ်ထွန်းအောင်ကြိုးစားကြပါနမနေမိမိတို့ရရှိနေရရှိနေတဲ့ဟောဒီဘဝခန္ဓာမှာရရှိနေတဲ့ဘဝခန္ဓာကြီးကိုပဲငါတို့အတွက်ဝန်တို့ဝန်ဖို့ကြီးလို့မြင်ပြီးတော့ခန္ဓာဒုက္ခကနေပြီးတော့ကင်းလွန်အောင် ကျိုးစားပါနမတုနောက်ဆုံးမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့နိဗ္ဗာန်ဖြစ်တဲ့ဏိရောဓသစ္စာကိုမျက်မှောက်ပြုဖို့အတွက်ဆိုရင်မညံဖူညံမိမိတို့ရဲ့တန်တမာဖြစ်ထွန်းဖို့အရေးကြီးပါတယ်အဲ့ဒီမညံဖူညံတွေဖြစ်ထွန်းဖို့အတွက်မိမိတို့ရဲ့ခန္ဓာကိုယ်ကိုစူးစိုက်ပြီးတော့ဝိပဿနာပညာများပြန်ပွားကျိုးကိုအားထုတ်ဆောင်ရွက်ပါအဲ့ဒီလိုဆောင်ရွက်ခြင်းနဲ့နောက်ဆုံးမိမိတို့လူလာတောင်းတတဲ့နိဗ္ဗာန်ပြုဖို့ဏိရောဓသစ္စာကိုမျက်မှောက်ပြုပြီးတော့ခန္ဓာမရတဲ့ ခန္ဓာမရှိတဲ့အတွက်ငြိမ်းချမ်းနေတန်တိဒုက္ခညနေပံကိုအလုံးစုံတို့ကောင်းနေမျက်မှောက်ပြုနိုင်ပါလိမ့်မယ်မျက်မှောက်ပြုနိုင်အောင်လဲကြိုးစားကြပါလို့ဥစဉ်ကတိုက်တွန်းဆန္ဒပြုရင်းနဲ့တကွာအဘမဒေနတမ္ပါဒေထသာတော်နှလုံးပြောပြောဥဒရောကောင်းတို့တုံမီတရားရှိခင်စိတ်ကောင်းဝင်ကြတဲ့သင်္ဒရောစဉ်တို့ဒီတိတရေနိနာသုံးပါအစုံတရေနှကုံနှစ်တကွာ အဋ္ဌနာတမဏဂတံအင်္ဂါရှိတံနေပြည့်စုံတဲ့သီလတော်မြတ်ကိုဓာတုကံကတ္တဝါယိုယိုသေးသေးလေးလေးစားစားလိုက်နာဆောင်သိမ့်ကြပုံကြည့်သူဖြစ်၍ဒါဘာကိစ္စနေမိမိတို့နေစဉ်နေစဉ်ကြည့်ဝဲကိစ္စမှုသမျှလေးပါဥပောဒရသီလံအင်္ဂါရှိတံနေပြည့်စုံတဲ့ဥပုပ်သီလလေးကိုကျင့်သုံးဆောင်သိမ့်ပြီးတကာလဓာဘာကိစ္စနေမိမိတို့နေစဉ်နေစဉ်ကြည့်ဝဲကိစ္စမှုသမျှလေးပါ အဘမတေနာမမိမလျောမပုတ်မဆမြင့်မြန်တဲ့သတိတရားဖြင့်တမ္ပါတိထတမ္ပါတိယထပြီးပြည့်စုံအထုံနိုင်ကြတဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါစေကုန်တည်